မိလာပါခင်ဗျာဒီနေ့ကျွန်တော်တို့ဆွေးနွေးတုံ့တက်ဖို့ရတာတဲ့အကြောင်းအရာကတော်တော်လေးထူးခြားပါတယ်ပုံမှန်လိုမျိုးဆောင်းပါးဒီသူရတနာစာရင်းတိမဟုတ်ပဲနဲ့စားတော့ဆိုင်ဒါမှမဟုတ်ဟိုတယ်တစ်ခုမှာအဝင်ဆောင်မှုပေးတဲ့အခါတုံးတဲ့စကားစုတွေစူးစီးထားတဲ့စာရင်းတစ်ခုဖြစ်နေတယ်အဲတချက်ကြည့်လိုက်ရင်တော့ဒါကဝနတ်တတီကိုအလွတ်ချက်ခွင်းထားတဲ့စာရည်တွေရွတ်လိုပါတယ်ဒါပေမဲ့ဒီရိုးရှင်းတဲ့လို့ထင်ရတဲ့စကားစုတွေကိုတေချာလေးလာကြည့်တဲ့အခါမှာတော့ အဲ့ဒီတယောက်ကိုအကောင်းဆုံးအတွေ့အကြုံပေးနိုင်ဖို့ဘလို့အစီအစဉ်တကျတီဆောက်ထားသလဲဆိုတဲ့နောက်ွယ်ကပုံစံကိုတွေ့လာတယ်။ဒီနေ့ကျွန်တော်တို့ရည်ရွယ်ချက်ကအဲ့ဒီတီဆောက်ပုံကိုနားလည်ဖို့ပါပဲ။ဒီတာမမေခွန်းနေနောက်ွယ်မှာဘလို့စိတ်ပညာတွေနီးပြဟာတွေပေါဝင်နေမလဲဆိုတာကိုအထူးထူးလေ့လာကြည့်ကြအောင်။ကဲတောက်ကိုဒေးစီကြည့်ကြအောင်။ဒီအကြောင်းအရာကလေကျမရမ်းစိတ်ဝင်စားတဲ့ပိုင်းမရှင်မဟုတ်လို့ဆိုတော့တဟာဘာသာစကားအကျုံပြောနေတာထက်အများကြီးပိုပြီးတော့နည်းနည်းတယ် ဟုတ်ကဲ့လူရီရဲ့အပြန်လန်ဆက်ဆံရေးနဲ့ဝန်ဆောင်မှုဒီဇိုင်းရဲ့အခြေခံမူတွေကိုဖော်ပြနေတာဒီစကားစုတွေကစကလုံးတွေတက်တက်မဟုတ်ဘူးရှင်။အင်းဒါရီဟာအတွေ့အကြုံတစ်ခုကိုပုံဖော်ပေးတဲ့ကိရိယာတွေပါ။အဲ့တဲ့တယောက်စားတော့ဆိုင်တဲ့ဝင်လာလာကနေပြန်ခတ်သွားတဲ့အထိသူတို့ရဲ့စိတ်ခံစားချက်ကိုဘလို့ပုံဖော်တယ်လဲသူတို့ကိုဘလို့တံပိုးထားတယ်လို့ခံစားရစေတယ်လဲဆိုတော့ဒီစကားစုတွေကထိ ंछ ုတ်ထားတာ။စိတ်ဝင်စားစရာပဲ။ဆိုတော့ ဘာသာမလဲလို့မေးတာတဲ့ပိုတဲ့အရာတွေအများကြီးရှိနေတာပေါ့အများကြီးပဲရှင်ဒါဆိုအစီအစဉ်ရဲ့ပထမဆုံးအပိုင်းဖြစ်တဲ့အဖင့်စကားစုတွေနဲ့ဆက်လိုက်ကြအောင်ဒီစင်းထဲမှာဆုပ်အရင်တုံးဆောင်မလားရှင်ခမဆလတ်တုံးဆောင်မလားရှင်ခမဆိုတဲ့မိကွန်းအနေနဲ့ဆက်ထားတာတွေ့တယ်ဒါဟာဘာသာကျင်လည်းလုံးတားရဲ့မေးတာတဲ့ပိုပြီးနူးညံ့တဲ့ချင်းကမှုပုံစံမယ်နော်ဟုတ်ပါတယ်အဲ့ဒါကိုစိတ်ပင်မှာမှာ priming လို့ခေါ်တဲ့ niche နဲ့ဆင်တူတယ်ရှင် priming ဟုတ်တယ် အဲ့ဒီကိုမန်းညူစာအုပ်ကြီးတစ်ခုလုံးနဲ့ခေါင်းချုပ်သွားအောင်မလုပ်ပဲလွဲလွဲကူကူဆုံးဖြတ်လို့ရတဲ့အစားပြေ appetizer ကနေစပီလန်ချောင်းပေးလိုက်တာဒါကအဲ့ဒီကိုစိတ်အေးလက်အေးဖြစ်သွားစေတယ်နောက်တစ်ချက်ကဒါဟာ guided choice လို့ခေါ်တဲ့လမ်းညွန်ထားတဲ့ရွေးချယ်မှုတစ်ခုပဲ guided choice ဟုတ်တယ်ရွေးချယ်ခွင့်ပေးထားလုံနဲ့တကယ်လမ်းမှာတော့စားတောက်ဆိုင်ဘက်ကပြင်ဆင်ထားတဲ့လမ်းကြောင်းတဲကိုညင်ညင်သာသာတွင်းပို့ပေးလိုက်တာပေါ့နော် အဲ့ဒီ guided try ဆိုတာကိုနည်းနည်းပိုရှင်းကြပေးလို့ရမှာလားခင်ဗျဥပမာအနေနဲ့ပေါ့ကြရတာပေါ့ရှင်ဥပမာ salad အကွက် dressing ကို Italian Thousand Island ဒါမှမဟုတ် vinaigrette ဆိုပြီးရွေးချယ်စရာ၃ခုပဲပေးထားတယ်อืมတကယ်လို့စားတောက်ဆိုင်မှာ dressing မျိုးစားဆေးမျိုးလို့ရှိနေရင်တော့အကုန်လုံးကိုမပြောပြဘူးဘာလို့လဲဆိုတော့လူတွေဟာရွေးချယ်စရာဒီအများများလာတဲ့အခါ decision fatigue လို့ခေါ်တဲ့စွန့်ပြစ်ချက် ချရမှာမောသွားတာမျိုးလားအနာပဲရှင်မောပန်းလာတတ်တဲ့ဒီလိုသုံးခုလောက်ပဲကန်တပေးလိုက်တော့အိတ်တွေကွဲခေါင်းမရှုပ်ပဲဆုံးဖြတ်ချက်ချရလွေကိုဝါတယ်။အော်ကျွန်တော်သဘောပေါက်ပြီ။တခါလေမင်းယူအကြီးကြီးတွေဘာမှရမမသိဖြစ်သွားတာမျိုးပြောတာပဲ။ဟုတ်တယ်ဟုတ်တယ်အဲ့ဒီလိုမျိုးပဲ။ဒါအိတ်တွေကိုစိတ်သက်သာရရစေတယ်လို့မိဖို့ကြောင့်ဘက်ကလည်းပြင်ဆင်ရလွေကူစေချက်ထိရောက်တဲ့နီလန်တစ်ခုပေါ့။ ဒီလိုဆိုလို့ဧည့်သည်ကိုစိတ်သက်သာရအောင်လုပ်ပေးရင်းနဲ့လုပ်ငန်းလက်ပတ်မှုကိုလည်းချုံးမွေအောင်လုပ်လိုက်တာပေါ့တော်တော်ချလာတဲ့နီလန်းပဲကဲဒီနေရာမှာတကယ်စိတ်ဝင်စားစရာကောင်းလာတာကအဓိကအစားအစာနဲ့ပတ်သက်တဲ့မိဟွန်းကြီးပဲဟုတ်တယ်ရှင်အဲ့ဒီပိုင်းကဧည့်သည်ကိုကိုယ်တိုင်ဖန်တီးသူဆိုတဲ့ခံစားချက်ပေးတဲ့အပိုင်းပဲတဲ့ပါတယ်ဝတ်ပေါင်းချောချီးစ်ဒါမှမဟုတ်ကြက်ဦးဆိုပြီးအတိအကျမေးလိုက်တယ်ပြီးတော့အိမ်မတင်မပြီးသေးဘူးပေါမုံကင်ကြိုက်လားဒါမှမဟုတ်ရိုးရိုးပဲကြိုက်လားဆိုတဲ့အထိအသေးစိတ်မေးထားပြန်ရော နောက်ပြီးခရမ်းကျင်သီးတာမို့ဆလက်ရွက်ထက်ထမလားအပေါ်မှာ cheese တင်ပေးရမလားဆိုတဲ့မိခုံးတွေကအဲ့တွေကိုသူတို့ရဲ့အစားအစာကိုသူတို့ကိုယ်တိုင်ပါဝင်ဖန်တီးနေရလို့ခံစားချက်မျိုးပေးတယ်အဲ့ဒီချက်ကအဲ့တွေစိတ်ကျဉ်တဲ့မှုနဲ့တက်ရိုက်သက်ဆိုင်နေရရှင်လူတွေဟာကိုယ့်ရဲ့ပဝင်ကျင်တဲ့တွေ့ကြုံပေါ်မှာထိမ့်ချုံနိုင်စွာ sense of control ဝင်တော့အဲ့ဒါရှိတယ်လို့ခံစားရတဲ့အခါပိုပြီးပျော်ရွှင်ကျင်နေကြတယ်ဟုတ်ကဲ့စားတော့ဆိုင်ကပင်စင်ပေးတော့ဒီအတိုင်းစားရတာတဲ့ ကိုကြိုက်တဲ့ပုံစံတိုင်းဖျောက်ရွေးချယ်ခွင့်ရလိုက်တဲ့အခါအေးစားစားကို့အတွက်ပိုပြီးတန်ဖိုးရှိတော့လို့ခံစားရတယ်။ဒီပေါင်မုံညက်ကငါကိုယ်တိုင်ဖန်တီးတာလားဆိုတဲ့ပိုင်ဆိုင်မှုစိတ်ဓာတ်လေးဝင်သွားတာပေါ့။အိုးအဲ့ဒီအချက်ကို ကျွန်တော်တခါမှမစဉ်းစားမိဘူး။ပေါင်မကင်မလာရိုးရိုးလာမေးတာကအေးသေးကိုထိန်းချုပ်ခွင့်ပေးလိုက်တာဆိုတဲ့အမြင်ကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်။ဒါဆိုရင်စားနဲ့ငရုတ်ကောင်းလို့အပ်ပါသလားဆိုတဲ့မိခွန်းလေးကတော့အတိတ်ပဲအားရှိသွားတာပေါ့။အတိအကျပဲရှင်။ မိကုန်တစ်ခုချင်းစီရအဲ့တရဲ့ဒူးချင်းနှစ်သက်မှုကိုအလေးထားကြောင်းပြက်သရရောက်တယ်။ဒီရက်သက်ဘာကြိုက်တယ်လဲဆိုတာကိုကျမတို့ဂယူးဆိုင်ပါတယ်ဆိုရယ်တင်းစကားကိုပါလိုက်တာပဲ။อืมဒါမှကြားတဲ့အစားအစာမမအောင်လောက်တာထက်ပိုပြီးနှက်ရှိုင်းတယ်။ဂရူးဆိုင်မှုကိုပြသတဲ့တင်းငယ်တဲ့အပြူမူတွေကနေတဆင့်ကောင်းမွန်တဲ့အတွေ့အကြုံတစ်ခုကိုတိဆောက်သွားတာ။စာနဲ့ငရုတ်ကောင်းလို့အပတ်တလားဆိုရဲမိကွန်းလေးကတင်းရဲ့အရာသာအပြည့်စုံဆုံးဖြစ်စေဖို့ကျမတို့အစဉ်သင့်ရှိပါရယ်ဆိုရဲအတိတ်ပဲကိုစောင့်နေ အစားတော့ဒီစားဘဘရောက်လာပြီးနောက်မှာလဲဝင်းဆောင်မှုကရက်မသွားဘူးနော်မရက်သွားဘူးရှင့်အစားတော့ကအစင်ပြေလာရှင်ခမဆိုရင်မင်းဟုတ်ကလည်းအရေးကြီးတယ်ဒါဟာအစားတော့အရသာရှိမရှိစစ်ဆေးတာထက်ပိုးတယ်လို့ထင်တယ်ဟုတ်တယ်အဲ့တဲ့ရဲ့အတွေ့အကြုံကိုဂရုစိုက်နေကြောင်းတခုခုလိုအပ်ရင်ဖြည့်ဆည်းပေးဖို့အသင့်ရှိကြောင်းပြတာပဲတကယ်လို့တခုခုအစင်မပြေခဲ့ရင်လဲချက်ချင်းဖြည့်ရှင်ပေးဖို့အခွင့်အရေးရသွားစေတာပေါ့ဟွန်းဒီမေခုံးကိုမေးတဲ့အချိန်အခါကလည်းရေးကြီးတယ်ရှင့်အော်ဟုတ်လား ဟုတ်တယ်အစားတော့စားပြီးပြီးချင်းတလုံးနှလုံးစားပြီးချင်းမှမေးတာအကောင်းဆုံးပဲအရန်ဆိုးလွန်းရဲ့ဧည့်သည်ကအရသာကိုမတည်သေးဘူးအရန်နောက်ကျသွားရင်လည်းပြဿနာတခုခုရှိဟင်းရင်ဖြေရှင်းပေးဖို့နောက်ကျသွားပြီဒါကြောင့်ဝန်ဆောင်မှုဆိုတာဘာပြောရမလဲဆိုတာတည်ယုံတယ်မှာကပဲဘယ်ချီမှာပြောရမလဲဆိုတာကိုပါတည်ဖို့လိုရတာပေါ့နော်မှန်ပါတယ်ရှင်အဲ့လိုအစားတော့မှပြီးသွားရင် notice ကစာပွဲရှင်းတဲ့အပိုင်းရောက်လာပြီနော်ဒီနေရာမှာလည်းတတိထားစရာရှိနေတယ်ဒါကတော်တော်လေးတည်မွေးရတဲ့အပိုင်းလို့ကျွန်တော်ထင်တယ်ဟုတ်တယ် တုံးဒီနာပန်ကန်ဒီတင်းခွင့်ပြုပါစာပွဲတန့်ရှင်ရဲ့လုတ်ခွင့်ပြုပါဆိုတာမျိုးတွေပေါ့အဲ့ဒီရဲ့ခွင့်ပြုချက်ကိုအရင်တောင်းတာဟာသူ့ရဲ့နေရ personal space ကိုလေးစားကြောင်ပြသတာရောက်တယ်ဒီအချက်ကရန်ကြီးကြီးရဲ့ရှင်ကျမတခါကကြုံဖို့တယ်စားတောက်ဆိုင်တစ်ခုမှာတမင်ကျင်းနဲ့စကားကောင်းနေတော့ဝန်ထမ်းတယောက်ကဘာမှမပြောဘဲကျမပန်းကန်ကိုလာကောက်တင်သွားတယ်။ဟုတ်။အဲ့ဒီမှာစကားပြောတာလဲပြတ်သွားတယ်။စိတ်ထဲမှာလဲတမျိုးကြီးခက်သွားတယ်။ငေါ့ကိုအတင်းဟင်ထုတ်နေတာလားဆိုတဲ့ခံစားချက်မျိုးဝင်သွားတယ်။ဟုတ်တယ်။ အလုခံစားချက်မျိုးဖြစ်တတ်တယ်။ဘာမှမပြောဘဲပန်းကန်ကိုကောက်တိန်လိုက်တာနဲ့ရင်ကျဲစွာခွင့်တောင်းပြီးမှတိန်တာကခံစားချက်မှာအများကြီးကွာခြားသွားတယ်။ဒါကအရေးကြီးရဲ့မေးဝန်းတစ်ခုကိုမေးလာစေတယ်။ဝမ်းဆောင်မှုပေးရမှာအချိန်ကိုက်ဖြစ်ဖို့နဲ့ဧည့်သည်ကိုအနောက်အချက်မဖြစ်စေဖို့ဘလောက်အရေးကြီးသလဲဆိုတာပဲ။ဒါကြောင့်စပီတုံးဆောင်နေတုံးမဲ့လာချင်းခမားဆိုတဲ့မိခွန်းကအယမ်းသုံးဝင်တယ်။ဒါဟာဧည့်သည်ကိုအလင်းစလိုထစ်သွားစေတဲ့ခံစားချက်မပြေးဘဲ သူတို့ရဲ့နေရာနဲ့အချင်းကိုလေးစားကြောင်ပြသတာရောက်တယ်ဟုတ်ကဲ့ဒါဟာတန်ရှင်းတည့်ရတဲ့ပတ်ဝန်းကျင်ကိုထိန်းသိမ်းရင်ဧည့်သည်ကိုစိတ်အနှောင့်အယှက်မဖြစ်စေတဲ့နူးညံ့သိမ့်မွေ့တဲ့ဟန်ချက်ညီမှုတစ်ခုပဲဖန်းကိုတိန်ခွင့်ပြုပါဆိုရင်မိခွန်းလေးတစ်ခုကတော့ဝန်ဆောင်မှုရဲ့အစင်ထံကိုပြနေလေဟုတ်ကဲ့အစားတော့တုံးစောက်ကြီးချေမှာမေးတဲ့မိခွန်းလေးဘက်ကိုဆက်သွဲအောင် ဖြိုကြီးထပ်ပြေမလားကော်ဖီထပ်ပြေမလားလပည့်ကြီးနောက်တစ်ခွက်တောင်းမလားဆိုတဲ့မိခွန်းလေးပေါ့တစ်ချက်ကြည့်ရင်တော့ဒါကရိုးရိုးမိခွန်းလေးပဲ ဒါပေမဲ့ဒီနောက်ွယ်မှာလည်းစိတ်ပညာပါနေတယ်မဟုတ်လားပါတာပေါ့ရှင်ဒါကို gentle upsell လို့ခေါ်နိုင်တယ်အဲ့ထဲကိုဖိအားပေးပြီးရောင်းတာမျိုးမဟုတ်ပဲသူတို့ရဲ့အတွေ့အကြုံကိုပိုကောင်းမွန်အောင်ကူညီပေးရင်းနဲ့ရောင်းချတာမျိုးပေါ့อืมနောက်ထပ်ပါယူအောင်မလဲလို့မေးရတဲ့ coffee ထပ်ဖြစ်မလားလို့တိတိကျကျမေးလိုက်တာကအဲ့တဲ့ဘက်ကအင်းဒါမှမဟုတ်အခုတော့တော်ပြီလို့ဖြေရုံပဲဆုံးဖြတ်ချက်ချရလွယ်သွားတယ်။အော်ဒါကအဲ့တဲ့ရဲ့လိုအပ်ချက်ကိုကြိုတင်တွေးပြီးဖြစ်စီပေးစလို့ဖြစ်သွားတဲ့အတွက် ဝင်ဆောင်မှုကောင်းတယ်လို့ထင်စေတယ်။တချိန်တည်းမှာပဲစားစုပ်ဆိုင်အတွက်လည်းရောင်းအားတိုးစေတာပေါ့။ဒါကိုဝင်ဆောင်မှုပေးခြင်းအကျဉ်းယူထားတဲ့ရောင်းချမှုပြောလို့ရတာပေါ့။အဲ့ဒီကသူ့ကိုတခုခုရောင်းမှုစ조사နေတယ်လို့မခံစားရပဲသူ့ကိုယူရုဆိုင်နေတယ်လို့ပဲခံစားရမှာ။အဲ့ဒါပဲရှင်။အလားတူပဲအချိုးပွဲသုံးဆောင်မလားလို့မေးပြီးရင်အချိုးပွဲအတွက်တစ်တီးဒါမှမဟုတ်ရေခဲမှုန်ကြိုက်မလားဆိုပြီးမေးတယ်။ဟွန်း တတိဆိုရင်တော့တရတိဖရဲတိဒါမှမဟုတ်ငပြောတိဆိုပြီးရွေးချယ်စရာပေးထားပြန်ရောဒါဟာအစပိုင်းက guided choice နီးစနစ်ကိုအဆုံးအထိအသုံးချသွားတာပဲဒါပေမဲ့ကျွန်မအထူးသဖြင့်သဘောကျတာအပိုင်းကအဲ့ဒီနောက်မှာလာတာအဲ့ဒီနောက်မှာလာတဲ့အပိုင်းကဘာကြောင့်ပုံပြီးထူးခြားတယ်လို့ထင်ပါတယ်လေခင်ဗျာ အတိအကျပြောရင်ပါဆယ်နဲ့ပတ်သက်တဲ့အပိုင်းပဲရှင်။အစားအစာတွေထုတ်သွားမလား။ပါဆယ်ဘူးလို့ဟပါသလား။ပါဆယ်အတွက် plastic zone ခရင်လို့ဟပါသလားဆိုတဲ့မေးခွန်းတွေကဝန်ဆောင်မှုရဲ့အဆင့်ကိုနောက်တစ်ဆင့်တက်သွားစေရဲ့။ဟမ်ဘလို့မျိုးလဲခင်ဗျ။အော်ဟုတ်ညော။စားသောဆိုင်ရဲ့တာဝန်ကဧည့်သည်စားပြတာနဲ့ပြီးသွားပြီလို့ထင်ရပေမဲ့အိမ်မြန်ရောက်တဲ့အထိသူတို့ရဲ့အတွေ့အကြုံကိုစက်ပြီးယူဆိုင်ပေးနေတာမျိုးပေါ့။မှန်ပါတယ်ရှင်။ဒါဟာ extending the experience ကိုခေါ်လို့ရတယ်။ အဲ့ဒဲအစားအသောက်ကိုတန်ဖိုးထားကြောင်းတစ်ဆက်မှာအလားအစားမိထစ်စေခြင်းကြောင်းပြတာရောက်တလို့အိမ်ရောက်တဲ့အခါအဆင်ပြေပြေစားနိုင်ဖို့ဒီစဉ်းစားပေးတဲ့ဂယူဆိုင်မှုမျိုးပဲ။ဟွန်းဒီလိုတင့်နေတဲ့ပြူမိုတွေကအဲ့တည်းရဲ့စိတ်ထဲမှာဒီဆိုင်ကတကယ်ကိုငါ့ကိုယူဆိုင်တာတယ်ဆိုတဲ့အမှတ်တရကိုစဲချက်ရစ်စေတယ်။အဲ့ဒီခန်းစားချက်ကသူတို့ကိုနောက်တစ်ခေါက်ပြန်လာဖို့တောင်းအားပေးလိမ့်မယ်။ဒါဆိုဒါရီယာလုံကဘာကိုဆိုလိုတာလဲ။အခုကျွန်တော်တို့ဆွေးနွေးမှုရဲ့နောက်ဆုံးအပိုင်းဖြစ်တဲ့ငွေရှင်းတာနဲ့နှုတ်ဆက်တဲ့အပိုင်းကိုကြည့်အောင်။ ဒီအစင်းကလည်းရေကြီးတယ်အဆဆရရအစင်ကြီးလာပြီးမှငွေရှင်းတဲ့နေရာမှာကြန့်ကြားနေရယ်အတွေ့အကြုံတစ်ခုလုံးပျက်စီးသွားနိုင်တယ်ဟုတ်တယ်စိတ်ပညာမှာ pick and rule ဆိုတာရှိတယ်ရှက် pick and rule ဟုတ်တယ်လူတွေဟာအတွေ့အကြုံတစ်ခုကိုပြန်မှမိတဲ့အခါအကောင်းဆုံးသူမဟုတ်အဆိုးဆုံးအခိုက်အတန့် pick ပေါ့နော် net နောက်ဆုံးအခိုက်အတန့် and ကိုပဲအဓိကမှတ်မိကြရတဲ့အော်ဒါကြောင့်အဆုံးသက်ကအရန်ရေးကြီးတယ် ငွေရှင်းတဲ့လုပ်ငန်းစဉ်ခြောက်မွေ့ဖော်လို့လေဒါကြောင့်ငွေရှင်းဖို့ဘေးယူခဲ့ပေးရမလားငွေသားနဲ့ပေးမလားကတ်နဲ့ပေးမလားဆိုတဲ့မေးခွန်းတွေကအဲ့ဒီကိုစောင့်စီရမလို့အောင်ဘယ်လိုပေးချေရမလဲဆိုတာခေါင်းရှုပ်စီရမလို့အောင်လမ်းယွန်ပေးလိုက်တာပဲအဆုံးသတ်ကောင်းမှအလုံးကောင်းလေဆိုတဲ့သဘောပေါ့ငွေရှင်းပြီးရင်တော့နှုတ်ဆက်တဲ့အပိုင်းရောက်ပြီအရေးကြီးဆုံးကတော့အပိတ်စကားစုတွေပဲရှင်ဒါဟာအဲ့ဒီရဲ့စိတ်ထဲမှာနောက်ဆုံးစွဲကြံ့ရစ်ထဲမှာအမှတ်တရပဲ ကျွန်တော်တို့နဲ့အတူမနက်စာသုံးဆောင်တဲ့အတွက်ကျေးဇူးတင်ပါတယ်။မနက်စာကိုသဘောကျနှစ်သက်မယ်လို့မျှော်လင့်ပါတယ်။ရှစ်ဆက်ပြီးကောင်းမွန်တဲ့နေ့တစ်နေ့ဖြစ်ပါစေဆိုတဲ့စကားတွေဟာယဉ်ကျေးမှုကိုပြရုံတသက်မဟုတ်ဘူး။ Hmm. ဒါဟာအဲ့ဒီရဲ့စတော့ခဲ့တဲ့အတွေ့အကြုံတစ်ခုလုံးကိုအမတ်တရားအကောင်အဖြစ်သိရှိသွားစေပြီးနောက်တစ်ခေါက်ပြန်လာခြင်းစိတ်ဖြစ်ပေါ်စေဖို့နောက်ဆုံးပိတ်သိမ်းအဖြစ်တည်လိုက်တာတဲ့။နောက်တစ်ခါလာရောက်ဖို့ဖိတ်ခေါ်ပါရဲဆိုတဲ့စကားကလည်းအနာဂတ်အတွက်တကားဖွင့်ပေးလိုက်တယ်လို့ပဲနော်။ အဲ့ဒီချက်ကိုသဘောတူပါရဲ့ရှင်။တဟာရောင်းဝယ်တစ်ခုပြီးဆုံးသွားတာမဟုတ်ပဲဆက်ဆံရေးတစ်ခုကိုတီးဆောင်းလိုက်တာဖြစ်တယ်။ကောင်းမွန်တဲ့ဝန်ဆောင်မှုဆိုတာဧည့်သည်ကိုတစ်ခါလာဧည့်သည်ဖြစ်စေတာထက်အမြဲတမ်းပြန်လာတဲ့ဖောက်တယ်ဖြစ်လာအောင်ဖန်တီးနိုင်ရမယ်။ဒီနောက်ဆုံးစကားစုတွေကအဲ့ဒီရွယ်ချက်ကိုအောင်မြင်အောင်လုံးဆောင်ပေးတဲ့အဓိကတော့ချက်ပဲ။ဟုတ်ပါတယ်။ရောင်းဝယ်တစ်ခုထက်အမတ်တရားတစ်ခုကိုဖန်တီးပေးလိုက်တာဖြစ်တယ်။တကယ်ပါပဲ။ဒီနေ့လေ့လာခဲ့တဲ့စကားလုံးစီးရင်တစ်ခုမဟုတ်ပဲဧည့်သည်တယောက်စတော့ဆိုင်တဲ့ဝင်လာတဲ့ပထမဆုံးခြေလန်းကနေ့ နောက်ဆုံးခြေလမ်းအထိသူတို့ရဲ့အတွေ့အကြုံကိုပုံဖုံဖို့လမ်းညွှန်မှုပေးဖို့ဟုတ်တယ်လမ်းညွှန်မှုပေးဖို့စိတ်ကြိုက်ဖန်တီးခွင့်ပေးဖို့နဲ့အစာဆုံးချောမွေ့ကောင်းမွန်တဲ့အတွေ့အကြုံတစ်ခုရရှိစေဖို့အတွက်တည်တည်ချာချာတည်ဆောက်ထားတဲ့စနစ်တစ်ခုဖြစ်တယ်ဆိုတာကိုတွေ့ရမှာပါမိခွန်တိုင်းမှာရည်ရွယ်ချက်ရှိတယ်စကလုံးတိုင်းမှာအတိတ်ပဲရှိတယ်ဟုတ်ပါတယ်ကောင်းမွန်တဲ့ဝန်ဆောင်မှုဆိုတာအစာတော့တင်မကပဲမေးလိုက်တဲ့မိခွန်တိုင်းပြုမှုလိုက်တဲ့အပြုမှုတိုင်းမှာထင်ဟနေတယ်ဆိုတာဒီအချက်လက်တွေကတက်တည်ပြနေပါတယ် ီစကားစုတွေကဝန်တန်းတွေကိုဆက်ရုပ်တွေလိုလိုက်ပြောက်ခိုင်းမှုရေးထားတာမဟုတ်ဘူးရှင်ဒီစကားစုတွေရဲ့နောက်ကွယ်ကဘာကြောင့်ဆိုတဲ့အကြောင်းရင်းကိုနားလည်ပြီးစည်ရင်အမှန်နဲ့ဝန်ဆောင်မှုပေးနိုင်မှုလမ်းညွှန်ပေးခဲ့လမ်းပြမြင့်မှုတစ်ခုပဲဖြစ်ပါတယ်နောက်ဆုံးအနေနဲ့စဉ်းစားစရာအတွေ့တစ်ခုခြံထားခဲ့ခြင်းပါတယ်ခင်ဗျာစားတော့ဆိုင်ဝန်ဆောင်မှုမှာတုံးတဲ့ဒီလိုအစီအကျင့်တကြားရွေးချယ်ခွင့်ပေးခြင်းယဉ်ကျေးစွာမေးမြန်းခြင်းတပတ်သားရဲ့လိုအပ်ချက်ကိုကြိုတင်တွေးပြခြင်းစတဲ့အခြေခံမှုတွေကို တခြားနေရာတွေမှာရောဘလို့သုံးချလို့ရနိုင်မလဲစိတ်ဝင်စားစရာမေးခွန်းပဲရှင်လုံကန်းကွယ်မှာတော့ကိုရေးကိုတာဘွားမှာတော့သုံးလို့ရနိုင်တဲ့လောက်လာတွေအများကြီးရှိတယ်ဟုတ်တယ်မလားဥမာလုံကန်းစီးရွေးတစ်ခုမှာကိုဖွဲ့ဝင်တွေကိုဘာလုတ်ကြမလဲလို့တတ်ရဲ့မေးလာတဲ့ကျွန်တော်တို့မှာရွေးချက်စရာကနခရှိတယ်ဘယ်ဟာကပိုဆင်ဖြစ်နိုင်မလဲလို့လမ်းကြောင်းပြပြီးမေးလိုက်ရင်ဆွေးနွေးမှုကပိုပြီးအကျိုးရှိလာနိုင်မလားအင်းဖြစ်နိုင်တယ်ဒါမှမဟုတ်ကိုရဲ့မိတ်ဆွေတငယ်ချင်းတွေနဲ့ဆက်ဆံတဲ့အခါမှာတော့ သူတို့ရဲ့လိုအပ်ချက်ကိုကြိုတွေးပြီးကူညီပေးတာမျိုးကဆက်ဆံရေးကိုဘလောက်ပိုကောင်းမွန်သွားစေနိုင်မလဲကျွန်တော်တို့မိခုံမိတဲ့ပုံစံလေးနည်းနည်းပြောင်းလဲယူနေအပြလန့်ဆက်ဆံရေးတစ်ခုလုံးရဲ့ရလက်ကိုဘရောများပြောင်းလဲသွားစေနိုင်မလဲအဲ့ဒီအကြောင်းလေးကိုဆက်ပြီးတွေးကြည့်ဖို့တိုက်တွန်းရင်ဒီနေ့အတွက်ဒီမှာပဲအဆွန့်တက်လိုက်ပါစေ